ြန်မာနိုင်ငံကအွန်လိုင်းငွေနဲ့ကြောင်းဖြန့်ခိုင်းတစ်ခုထိန်းချုပ်ထားတဲ့အကြောင်းအဝယ် website တစ်ခုကိုအမေရိကန်တရားရေးဝန်ကြီးဌာနကပိတ်သိမ်းဖိရှားလိုက်ပါတယ်။အဲ့ဒီ website ဟာ online ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်း Tickmill နဲ့ Sendu Yuma နာမည်ပေးထားပြီး tickmillia.com ဆိုတဲ့နာမည်နဲ့လည်ပတ်နေကြတယ်လို့ဆိုပါတယ်။အဲ့ဒီ website အတူရဲ့အနောက်ဘက်ကလုပ်ငန်းလည်ပတ်မှုတွေကိုအမေရိကန်တရားရေးဝန်ကြီးဌာနကခြေရာခံစုံစမ်းကြည့်တဲ့အခါမှာ ကရင်ပြည်နယ်မြောက်ရီမြို့ထဲကကြောက်ခက်ရွာမှာရှိနေတဲ့ထိုင်ချန်းဆိုတဲ့ကြားဖြတ်လုပ်ငန်းနဲ့ဓာတ်ရိုက်ဆက်ဆံနေတာကိုသိရှိလာခဲ့ပါတယ်။ American ပိတ်သိမ်းလိုက်တဲ့ website အတူဟာမြန်မာသူတွေစီကဒေါ်လာထောင်ပေါင်းချီတဲ့ငွေကြေးတွေကိုလိမ်လည်ရယူခဲ့တယ်လို့ဆိုပါတယ်။ဒါဟာထိုင်ချန်းကြားဖြတ်ကိုင်းနဲ့ဆက်ဆက်တဲ့တတိယမြောက် website လိမ်စာတစ်ခုကို American အနာဘန်တွေကခြေရောက်ခံ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ website ကိုထိန်းချုပ်သူတွေက tick mill အဖြစ်ဟန်ဆောင်ရင်းစင်ရငွေတွေအနှံ့ကြဖို့ website တုံးသွဲတွေကိုသွေးဆောင်စီးရုံခဲ့ကြပါတယ်။ American Federal ထောင်လိုင်းရေးဘျူရော FBI ရဲ့အဆိုအရကနဦးရင်းနှီးမြှုပ်နှံတဲ့အချိန်မှာအဲ့ဒီ website ကငွေတွေပြန်ထုတ်ပေးခဲ့တာကြောင့်နှစ်နာသူတွေကတကယ်ကုန်သွယ်ရေး website အစစ်အဖြစ်ယုံကြည်ခဲ့တယ်လို့သိရပါတယ်။ FBI ကပြီးခဲ့တဲ့လပိုင်းမှာတင် crypto ငွေကြေး unit တွေနဲ့ပေးချေခဲ့ပြီးအဆုံးရှုံးတွေကြုံခဲ့တဲ့နှစ်နာသူတချို့ကိုအတည်ပြုစုံစမ်းထားပြီးဖြစ်ပါတယ်။ အားလုံးကသူတို့ဟာတရားဥပဒေလုံထုံးလုံနေတဲ့အညီယင်းနေမြုံနံခဲ့တာလို့ယုံကြည်ရကြောင်းပြောပါတယ်။အဲ့ဒီ website ဟာဒုံဆွဲသူတွေကိုကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်တဲ့ app တွေလဲ download ရယူခိုင်းခဲ့ပါတယ်။ FBI ကအဲ့ဒီကိစ္စကို Google နဲ့ Apple Community အသိပေးခဲ့ပြီးအဲ့ဒီ app တွေကိုဖယ်ရှားစေခဲ့ပါတယ်။အခုတော့ website ကိုဝင်ကြည့်ရင် Techmill website အတူဖြစ်တယ်ဆိုတဲ့အကြောင်းတရားရေးဝန်ကြီးဌာနနဲ့ FBI တစိုက်တွေနဲ့အတူဖော်ပြထားတဲ့သတိပေးစာတမ်းကိုပဲတွေ့ရပါတယ် American ဟာပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းမှာမြန်မာအပေါင်းအဝေးအရှေ့တောင်အာရှအခြေစိုက်ကြားဖြန့်ဂိုင်းတွေကိုနှိမ်နှင်းဖို့ပိုပြီးဖိဖိစီစီအားထုတ်နေပါတယ်။အထက်ဂိုင်းတွေကြောင့် American နိုင်ငံသားတွေဒေါ်လာဘီလီယံနဲ့ချီနင့်နောက်ဆုံးရှုံးမှုတွေရှိခဲ့ကြောင်းလည်းတရားရေးဝန်ကြီးဌာနကပြောကြားထားပါတယ်။ American ဟာမကြသေးခင်ကမှကြားဖြန့်နှိမ်နှင်းရေးအထူးယူနယ်တခုကိုဖွဲ့စည်းခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းအလုပ်လုပ်ဖို့ FBI အေဂျင့်တွေကိုလည်းဘဏ်ကောက်မှာဖြန့်ကျက်ထားကြောင်းသိရပါတယ်။ ကြောက်ခက်ရွာဟာမြောက်ရီမြို့နဲ့25မိုင်ကျော်กว่าဝေးပြီးထိုင်းနိုင်ငံဖုတ်ဖရမြို့နယ်မြင့်နေချင်းဆိုင်နေရာမှာတည်ရှိနေပါတယ်။အဲ့ဒီနေရာမှာကြားဖြတ်လုပ်ငန်းတွေများစွာရှိတာကြောင့်ဒီနှစ်ပိုင်းအတွင်းအဆောက်အအုံအသစ်တွေများစွာတည်ဆောက်ခဲ့တဲ့နေရာလဲဖြစ်ပါတယ်။မြောက်ရီမြို့နယ်ထဲမှာပါတဲ့ကြောက်ခက်ဒေသဟာဒီမိုကရက်တစ်ကရင်အကြိုပြုတက်မတော် DKBA စိုးမိုးရာနယ်မြေဒေသဖြစ်ပြီး DKBA ကဗိုလ်မှူးချုပ်ဆိုင်းကျော်လာအုပ်ချုပ်နေတာပါ။ ပြီးကြတဲ့နိုဝင်ဘာလမှာ American အစိုးရက DKPA နဲ့ခေါင်းဆောင်၄ယောက်ကိုအရေးယူတန်းခတ်ခဲ့ရမှာတော့ဆိုင်းကျော်လာလဲပါဝင်ခဲ့ပါတယ်ရှင်။